ဒီကကိုကနိုင်နေဆိုရင်တော့သင်ချမ်းသာပါပြီ။ဒီကကဘာလဲဆိုရင်တော့အာဖရိကတိုက်မှာရှိနေတဲ့ဂူရိုလူမျိုးစုရဲ့အကပဲဖြစ်ပါတယ်။ဒီကကိုကဘာပေါ်မှာအခက်အခဲဆုံးအကဖြစ်နေဘာကြောင့်သတ်မှတ်ထားသလဲဆိုတော့အကရဲ့ပုံစံကတော်တော်လေးကိုထူးခြားနေလို့ပါပဲ။ဒီကားကိုဖန်တီးခဲ့တဲ့မူလအစကတော့ဇာလီလို့ခေါ်တဲ့ငှက်တမျိုးရဲ့လှုပ်ရှားမှုတွေကိုအခြေခံပြီးတီထွင်ထားတာဖြစ်ပါတယ်။ဇာလီငှက်တွေရာသူတို့ရဲ့ခြေထောက်တွေကိုအလွန်လှင်မြန်တဲ့နှုံးတွေနဲ့လှုပ်ရှားပြီးတော့သွာလာလေးရှိကြတာပါ။ ဒီလောင်ရှားမှုတွေကိုအတွေ့ယူပြီးတော့ဂူရိုလူမျိုးစုဝင်တွေကဒီကတွေကိုဖန်နေခဲ့ကြတာပါဒီကကိုလူတိုင်းကားဖို့မလွယ်ပါဘူးတဲ့နော်အဲဒီကကိုဂူရိုလူမျိုးစုဝင်တွေရတာကားတတ်ကြပြီးအထူးခန္ဓာတွေယဉ်ကျေးမှုတွေနဲ့ယုံကြည်မှုတွေကိုဖော်ပြတဲ့အရေးပါတဲ့အမှုပညာတစ်ခုလည်းပဲဖြစ်ပါတယ်အကရဲ့အဓိကအားသာချက်ကတော့ခြေလန်းတွေရဲ့လင်မြန်မှုပဲဖြစ်ပါတယ်အကာသမားတွေကတော့သူတို့ရဲ့ခြေထောက်တွေကိုလျှက်စည်းလက်တလို့လျင်မြန်တဲ့အရှိန်ဟုန်နဲ့လှုပ်ရှားကြရတာပါ။ဒါကြောင့်ဒီကကိုကာတတဲ့သူတွေရအထူးလေးချင်းမှုတွေပြုလုပ်ပြီးမှသာကပြနိုင်တာဖြစ်ပါတယ်။ ဂရုလူမျိုးတွေကတော့သူတို့ရဲ့လျက်စီးလက်တလုံးမြန်ဆန်တဲ့ခြေလန်းအကကိုကမာဘောကဘသူမဆိုလာရောက်ရှင်ပြိုင်နိုင်တယ်လို့စိန်ခေါ်ထားတာပါ။သူတို့ရဲ့အကကိုတကယ်ကိုလိုက်ကနိုင်မဲ့သူရှိခဲ့မယ်ဆိုရင်စုချင်းငွေအများကြီးချင်းမြန်ပေးမယ်လို့လည်းခရီးပေးထားပါရယ်။ပရိသတ်ကြီးတို့လည်းချမ်းသာကြတယ်ဆိုရင်တော့အဒီကအကိုကျင့်ပြီးတော့ဂရုလူမျိုးတွေလို့သွားကပြလိုက်ကြပါနော်။